အစောတော်ဝိုင်းစုခိုင်တဲ့ရဲ့ခင်မောဟောင်းကိုဦးကာမြင့်ကျူရဲ့အားကြစရာမိသားစုဘွားလေးကိုချပြလာတဲ့စုပန်ကြောင့်မင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်ကြောင်းရလေးကတော့ကိုဝိုင်းမိသားစုဘွားလေးနဲ့ပျော်ရွှင်နေရပြီဖြစ်တဲ့အစောတော်ဝိုင်းစုခိုင်တဲ့ရဲ့ခင်မောဟောင်းကိုဦးကာမြင့်ကျူတို့မိသားစုလေးနဲ့တောင်းရောက်တွေ့ဆုံခဲ့သူမင်းသမီးစုပန်ကြောင်းရဲ့ကြောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်အစောတော်ဝိုင်းစုခိုင်တဲ့ရဲ့တရားဝင်မင်္ဂလာပွဲတွေပြုလုပ်ခါခန်းနောက်စွာကျင်းပလက်ထက်ထင်ပြခဲ့ကြတဲ့ကိုဦးကာမြင့်ကျူကိုတော့ပရိသတ်ကြီးတို့အားလုံးမှတ်မိကြအောင် မှာပါကောကာမြင့်ကျူနဲ့ဝိုင်းစုခိုင်သိန်းတို့ဟာ2014ခုနှစ်မှာလက်ထက်ထင်းများခဲ့ကြတာဖြစ်ပြီးပရီဝီဒင်းတပ်ပုံလေးတွေကစအမေရိကမှာတွားရရိုက်ကူးခဲ့ကအားလုံးကအားကြရတဲ့ဇုံတွေလေးဖြစ်ခဲ့ကြပါတယ်ဒါပေမဲ့ပြည်သက်တို့အားလုံးတိကျတဲ့အတိုင်းမင်္ဂလာပွဲတွေများစွာနဲ့တခန့်တနာဆောင်ခဲ့ကြတဲ့သူတို့နှစ်ယောက်ဟာအိမ်အောင်တက်တန်းလာပိုင်းနဲ့သာကွာရှင်းပြည့်စဲခဲ့ကြတာပဲဖြစ်ပါတယ်။ အစောတော်ပိုင်းစုခိုင်သိန်းနဲ့ကွာရှင်းချိန်မှာကောကာမြင့်ကျူကအမေရိကန်နိုင်ငံကိုပြန်သွားခဲ့ပြီးမီဒီယာတွေရှေ့ကနေပြီးတော့ပျောက်ကွယ်သွားခဲ့တာပဲဖြစ်ပါတယ်။နမဲကြီးဆိုတော့တယောက်ရဲ့ခင်မောင်အောင်ဖြစ်ခဲ့ဘူးသူကိုအုတ်ကာမြင့်ကျူဟာအမေရိကန်မှာသူ့ရဲ့ဘဝတစ်ခုကိုပြန်လည်စတင်ခဲ့ပြီးအခုဆိုရင်တော့ကိုပိုင်မိသားစုဘဝ တတမမီလေးတွေနဲ့ပြည့်ပြည့်စုံတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထေချနေပြီပဲဖြစ်ပါတယ်။ဒီလိုတရားနဲ့တရားအရန်ကုန်မှချစ်ကြပြီးပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားတဲ့ကိုးကာမြင့်ကျူတော်မိသားစုစီကိုမင်းသမီးစုပန်ထွားတော်မိသားစုကအလဲသွားရောက်ခဲ့တာပဲဖြစ်ပါတယ်။မင်းသမီးစုပန်ထွားကိုးကာမြင့်ကျူတို့ရဲ့မိသားစုနဲ့တူဒင်နာစားတော့ခဲ့ပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာပျော်ရွှင်ပွင့်မိသားစုဘဝလေးနဲ့အချင်းကြနေပြီဖြစ်တဲ့ကိုးကာမြင့်ကျူတော်မိသားစုပုံလေးကိုတင်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့မီဒီယာရှေ့ကနေကြွေပြောင်းနေကြတာကြာပြီဖြစ်တဲ့အဆိုတော်ဝိုင်းစုခိုင်တဲ့ရဲ့ခင်မောဟောင်းကို ပြန်လည်မြင်တွေ့ခဲ့ရပြီးကိုးကာမြေကျူတယောက်ခုလိုသားသမီးလေးတွေနဲ့ပျော်ရှင်တဲ့မိသားစုဘွားလေးမှာအခြေကျတည်ငြိမ်နေကြတာကိုဝန်တာပီတီဖြစ်ပေးခဲ့ကြတာပါအချို့ကလည်းဆိုတော်ပိုင်းစုခိုင်တဲ့ရဲ့ချင်းဟောင်းတွေကသာအခြေကျသွားတဲ့ဘဝမှာသူတို့မိသားစုဘဝလေးနဲ့သူပျော်ရွှင်နေကြပေမယ့်အဆိုတော်ပိုင်းစုခိုင်တဲ့ကတော့ ခုချိန်ဒီအခြေအကံမကောင်းသေးပဲနဲ့တရားပေးတရားပြောင်းနေစေဖြစ်ကိုစိတ်မကောင်းဖြစ်ပေးကြတာလည်းဖြစ်ပါရည်ပြိသက်တရားတော့ဒီဖြစ်ရပေါ်ယောက်ျားလေးတွေကသူတို့တကယ်ချစ်တဲ့အမျိုးသမီးနဲ့ဆိုဘာဖြစ်ဖြစ်လက်ခံနေအခုလဲကြည့်ဝိုင်းစုခိုင်သိန်းနဲ့ရှင်ရင်ဘာမှမဆိုင်ဘူးဒါပေမဲ့သူချစ်တော့ကလေးနှစ်ယောက်တောင်မှရပြီအဲဒါကြောင့်အိမ်တော်တစ်ခုဆိုတာယောက်ျားလေးနဲ့မိန်းကလေးနဲ့မှယောက်ျားလေးကပိုချစ်နေမှမြဲတာဖြစ်တာမိကလေးကပိုချစ်ရတဲ့အိမ်တော်ရဲ့ကလုံးဝမမြဲဘူးမိကလေးဘက်ကပိုချစ်ပြီးတော့မြဲတဲ့အိမ်တော်တွေရှိလေ အတွင်းကြကြကမိကလေးကအရန်တိခံနားလဲပေးပြီးတော့ထိမ့်သိမ့်နာကြောင်းမေသူကတော့ကလေးနှစ်ယောက်တောင်မှရှာနေပြီဘဝတည်ငြိမ်နေပြီသူ့ကိုအဲ့လိုတွေ့ရတော့ဝိုင်းစုကိုပို့ပြီးတော့တနာမိသွားတယ်သူလည်းကောက်ကောက်မမောအိမ်နာပဲလေးနဲ့ကလေးတွေမွေးတည်ငြိမ်ရတော့မဲ့ရွှေရောက်နေပြီအခုချိန်ဒီချီအေးကံမကောင်းရှာသေးဘူးဆိုကဝင်ရောက်မချက်ဖြူပြောခဲ့ကြတာကိုတွေ့ရတာပဲဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ကိုပိုင်မိသားစုဘဝလေးနဲ့ပျော်ရွှင်နေရပြီဖြစ်တဲ့ကိုဦးကမြင့်ကျူအတွက်တော့တကယ့်ကိုဝမ်းသာစရာပါပဲနော်အစတော်ဝိုင်းစုခိုင်သေးတဲ့အမြန်ဆုံးတည်ငြိမ်တဲ့မိသားစုဘဝလေးကိုရရှိပါ ေလို့ဆုတောင်းပေးလိုက်ပါရရှင်။